မင်္ဂလာပါရှင်ဒီဆယ်လီဘရီနီနူရဲ့အော်တိုဘာလာ28ရက်နေ့ည7:00နာရီထိနောက်ဆုံးရအမှုပညာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါလက်မထက်ခင်တွေကဟင်းဝီရဲ့မိဘယောက်ခမာတွေကသူမကိုတမီလေးချင်းလိုချစ်တာခင်အားကြောင့်ကြွားလာတဲ့စူပီသစင်ရဲ့တဲ့ရင်နေတိုရဲ့နောက်ကြောင်းရာဇဝင်နေဖော်ထုတ်တော့မေလို့ပြောလာတဲ့ဒေါက်တာပြင်းဟင်းတရားရဲ့တဲ့ရင်နေဝင်းရဲ့တိုးဆောင်ချက်တွေကိုကြိုက်တွေလို့ဒေါ်လာတန်းရာချီရကအောင်မြင်နေတဲ့မြမယုတ်ရှင်စကားကြီးပြောတန်ရဲ့တဲ့ရင်ဟေဝရဲ့နယ်လက်ထက်ခံဒီမှာတောင်မှပြိုစင်ဘွားကိုတွင်သိမ့်နိုင်လို့ချီချူးခံနေရတဲ့စုပိသစင်ရဲ့တဲ့ရင်ပါဝင် ကတင်လူမှာအသိန်း1400ကျော်တန်ကားကြီးဟာထည့်သွင်းလူတန်းခဲ့တဲ့အောင်မဲမျိုးကနှင်းရုပ်ရက်ွက်ရဲ့သတင်းတို့ကိုရှုစားရမှာပဲဖြစ်ပါရဲ့ရှင်။နီတိုရဲ့နောက်ကျောင်းရာဇဝင်တွေကိုဖော်ထုတ်တော့မယ်လို့ပြောလာတဲ့ဒရိုက်တာပြီးဟင်းတီဟာမင်္ဂလာပါပရိသတ်ကြီးရှင်ခုလက်တော်မှာမြန်မာလူပညာရှင်တိုင်းဝဲမှာတော့ခေတ်သမိုင်းကိုဒုံဆိုင်သူများဆိုတဲ့ ိုင်ငံရေး policy ဇလန်းတို့ကိစ္စနဲ့ပတ်သက်ပြီးတော့မင်းသား NATO မြင်းမြတ်တို့ပါဝင်ပါဝင်ခဲ့တဲ့နှုပညာရှင်တွေအားလုံးအကြီးအကျယ်ဝေဖန်တိုက်ခိုက်ခံရတာအားလုံးသိပါပဲ။ဒါပေမဲ့ခုတကိစ္စကိုခွင့်ကောင်းယူပြီးတော့မီးလောင်ရလေးပင်လိုဝင်ရောက်လာတဲ့နောက်ထပ်ပွဲတစ်ခုကိုဖန်တီးဖို့ချင်းချောင်းလာတဲ့သူတယောက်ပေါ်ပေါက်လာခဲ့ပြန်ပါပြီ။အဲ့ဒါကတော့ခြားသူမဟုတ်ပါဘူး။မြန်မာအနှုပညာရှင်တိုင်းကြောင့်ရတဲ့ပြပရောက်ဒရိုက်တာပြင်းတည်ရပါမယ်ရှင်။ဒရိုက်တာပြင်းတည်အောင်ဆိုတာကတချင်းကမြန်မာနိုင်ငံမှာ ထိတ်တန်းဒရိုက်တာတယောက်ဖြစ်ခဲ့ပြီးတော့နာမည်ကြီးမင်းသားမင်းသမီးတွေအားလုံးဒီပါနဲ့ရင်းနှီးနှီးဆက်ဆံပြီးတော့အလုပ်လုပ်ခဲ့ဖို့တပါ။ဒါကြောင့်သူဟာလူပညာရှင်တွေနဲ့အတွင်းရင်းနောက်ကြောင်ရဆွေတွေကိုအကောင်အသိရှိထားသူတယောက်လို့ပြောလို့ရပါတယ်နော်။ဒါပေမဲ့သူနိုင်ငံသားကိုရောက်သွားပြီးနောက်ပိုင်းမှာတော့သူသိထားသမျှမြန်မာနိုင်ငံကရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့မကောင်းတဲ့တဲ့တွေအတွင်းရေးကိစ္စတွေကိုလောဘကွန်ရက်ကနေတိုင်းရဲဖော်ထုတ်ပြောဆိုလေးရှိသူဖြစ်လာခဲ့ပါတယ်။သူဟာဒီလိုဖော်ထုတ်ပြောဆိုတာများလို့တိတ်မကြတဲ့ငါပဲ အစိုးရမင်းသားလွမ်းမိုင်နဲ့အကြီးအကျယ်ပြည်ထနာတက်ခဲ့တာပေါ့လွမ်းမိုင်ရဲ့ကိုရင်းကွန်ရာကိစ္စတွေကိုဖော်ထုတ်ခဲ့လို့နှစ်ဖက်ပြန်လာအောက်ဖဲလံမှုတွေဖြစ်ခင်းကြတယ်ဒါနေမကတဲ့အောင်သူကနာမည်ကြီးမင်းသားမြင့်မြတ်ကိုလည်းနာမည်ဖြတ်ခဲ့ပို့တာပါအခုတော့ဒရိုက်တာပြင်းတီဟာရဲ့ပြစ်မှတ်ချောင်းမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသားနေတိုးဖြစ်လာခဲ့ပါပြီသူကသူ့ရဲ့လူမှုကိရိယာကနေတိုးရဲ့အကြောင်းတွေကိုဖော်ကောင်လုပ်တော့မယ်လို့တရားဝင်ချင်းချောက်ပြောဆိုလာခဲ့တာပါရင်းဒီယံပြောတာဟာသူဟာဆောင်းဝိုင်းမှာတော့နေတိုးကိုအကောင်းဝဲပြောခဲ့ပါတယ်။ကောင်းဝဲပေးခဲ့တယ်လို့ဆိုပါတယ်။ ။ဒါဆိုရင်ဘာဖြစ်လို့ခုမှနေတော့ဝေဖန်တော့မလဲ။အကြောင်းရင်းကတော့ရှင်းရှင်းလေးပါပဲ။ခုခါမှနေတော့နေတဲ့အစိုးရရဲ့ policy ရုပ်တန်ဇလန်တွေခေတ်သပိုင်းကိုဒုံဆိုင်သူများမှာပအဝင်ပြုံးဆောင်လိုက်တဲ့အတွက်ပြည်သူလူထုကြောင့်မှအကြီးကျယ်ဝေဖန်ခံရပြီးတော့လူမုံများနေတဲ့ချိန်ဖြစ်လို့နေရပါပဲ။ဒီလိုနေတော့ဝင်မှခံရခြင်းကိုအခွင့်ကောင်းယူပြီးတော့ဒရိုက်တာပြင်းဟင်းဒီဟာကလည်းငါလည်းဝင်ဖို့မယ်ဆိုရဲထက်စင်ပွဲရှာပါသူဟာနေတော့ကိုတခြားသူတွေလိုရေဝင်ရဝေဖန်တာမျိုးမဟုတ်ဘဲသူတိထားတဲ့အတွင်းရဲ့ကိစ္စချက်လက်တွေပဲဖော်ထုတ်မယ်လို့ဆိုရတယ် သူဘောတော့မယ်လို့ချင်းချောက်ထားတဲ့ချက်တွေကတော့နေတို့ရဲ့မကောင်းတဲ့ကျင့်စိတ်တွေစတဲ့ကိစ္စတွေအကုန်လုံးကိုဖော်ထုတ်ဖြစ်မယ်လို့ကျင်းဝါထားဖြစ်ပါတယ်။ဒါဟာတကယ်ကိုမှပြင်းထန်တဲ့ဆွဆွဲကြပါမယ်။ပြင်းသည့်ဟာရဲ့စကားသာမှန်ခဲ့မယ်ဆိုရင်နေတို့ဟာနှစ်ဖက်ချုံသဘောမျိုးတက်ရောက်သွားနိုင်ပါတယ်။အခုဇလန်တွေရိုင်းလိုက်လို့တစ်ဖက်ကဝေဖန်သူတွေရဲ့အမုန်းကိုခံရတဲ့အချိန်မှာနေတို့ဟာဘယ်မှမှမျက်နှာသာပေးစရာမရှိတဲ့အလဲမှာပိတ်မိသွားတဲ့အခြေအနေလို့သွားရောက်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ကတော့ဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ။ ဒရိုက်တာပြင်းဒီဟာတကယ်ပဲနေတိုးရဲ့နောက်ချောင်းရာဇဝင်တွေကိုဖွင့်ချပြမလားဖွင့်ချရခင်ရောနေတိုးရဲ့အမှုပညာအနာဂတ်ကောဘယ်လိုမျိုးဖြစ်သွားနိုင်သလဲကောမန့်မှာဝင်ရောက်ဆွေးနွေးသွားကြပါအောင်ရှင်လက်မချက်ကင်ကလေးကဟင်ဝင်ရဲ့မိဘရောက်ခမတွေကသူမကိုတမီးရင်လို့ချစ်တာခံရကြအောင်ကြောင်းလာတဲ့ဆိုပြတဲ့စဉ်ခုကမှပရိသတ်ကြီးကိုတင်ဆက်ပေးတော့မယ့်အကြောင်းအရာလေးကတော့ အများထင်ထားသလိုသူတို့တာလောင်ဟင်းဝင်ရင်ဝင်ရောက်ဝဆတွေကိုအခုကလေးကလှုပ်ပြီးနေရပြီးတော့ခိုင်းစားခံနေရတာမျိုးမဟုတ်ဘဲဆွေမျိုးတွေပါမကြမ်းရောက်ခမတွေအစတဲတဲလို့အချစ်ခံရတဲ့သူတို့သမီးလောင်လေးဆိုပြီးစဉ်းရင်ကြောင်းပါပဲခုလိုမျိုးကြားသိရတဲ့ဆိုပြီးကောအနုပညာတရတန်းတချောင်းအပင်းကြတဲ့ပရိသတ်တွေကတော့တော်တော်လေးခုဝမ်းသာမိကြမှာပါချိုကလေးဓပုံလေးမှဆိုပြရခင်မောလောင်ဖြစ်တဲ့ကိုဟင်းဝင်ရန်အတွက်အကောင်လုံးကိုလှုပ်ပြီးနေရတယ်လို့သိထားကြတာကြောင့်ဆိုပြတွေစိတ်မကောင်းဖြစ်ကြတာပါ ဒါမှမဟုတ်ခုမှာတော့အားလုံးကအထင်နဲ့မြင်တတ်တဲ့ဆင်အောင်လွဲနေကြောင်းကိုဆိုပြစင်နဲ့ဟင်းဝင်ရတို့ကိုယ်တိုင်ကအင်တာဗျူးမှာပြန်လည်ပြောကြခဲ့တာပေါ့အားလုံးလည်းသိကြတဲ့အတိုင်းမမီချောင်းလေးဆိုပြစင်နဲ့မင်းသားဟင်းဝင်ရတို့နှစ်ယောက်ကလွန်ခဲ့တဲ့၅နှစ်၆နှစ်လောက်ကလေးကတရားနဲ့တရားမြစ်တာမျှခဲ့ပြီးအခုတော့ငကိုတို့ဘဝလေးကိုစတင်တည်ထောင်ကြတော့မှာပါဟင်းဝင်ရနဲ့ဆိုပြတို့နှစ်ယောက်အတူတွဲလာခဲ့တဲ့အချိန်မျိုးကိုဒီနေ့လောင်းရွှေနှင်းမြဆိုတဲ့အတိုင်းလက်ဖက်လုံးနဲ့ချစ်စရာစုံတဲ့ဒရယ်ဖြစ်နေမြင်ကြပါတယ်နှစ်ယောက်လုံးကလည်းအစင်အောင်ချင်းမှာပြည့်စုံနေကြတဲ့တွင်မျိုးပြောစရာမလိုလောက်အောင်ပြည့်ပြည့်စုံနေတာတော့မှန်ပါပဲ နောက်ပြီးတော့ news လုံးကလည်းလူပညာလောကရဲ့ကတင်းဆောင်မင်းသားမင်းမီးဖြစ်တာမလို့ချင်းချင်းနားဝင်မှုပြည့်နေတူတရားကိုတရားမြတ်တာများခဲ့ကြတာပေါ့ဟင်းဝင်းနဲ့ဆိုပြင်းစင်တို့နှစ်ယောက်ဟာစတွေ့တော့ကတော့အလုပ်တူတူလုပ်ကြရင်ခင်မင်းရင်းနှီးသွားပြီးတော့အဆင့်တက်ခဲ့ကြတယ်လို့သိရပါတယ်အခုလိုတငင်းချင်းမိတ်ဆွေဖြစ်တာနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာမလို့သူတို့နှစ်ယောက်ရဲ့ချင်းရင်းမှာလုံးဝမပြင်းရဘူးလို့ဆိုရတယ်တို့တောင်းလေးဖြစ်တဲ့ဟင်းဝရံကလည်းအကြောင်းကိုဆိုရင်ဆိုပြစ်ကိုအရင်ပြေးပြီးတော့တိုင်မင်လိုက်အကြောင်းဆိုပြစ်လိုချင်တာရှိရင်လည်းသူ့ဘက်ကနေအစွမ်းကိုပတ်မိုးပြမှာဖြစ်ကြောင်းကိုပြောလာပါတယ် ဒရနီယာရဲ့ဆက်ဆံရေးလေးကအများထင်လို့ယောက်ျားလေးမို့လို့အနိုင်ရမှရှိပဲဆိုပြင်းကိုမိသားစုတွေကဘယ်မှတပါလို့ပြပြဆုံဆုံနဲ့ထားရလို့ဆိုရတယ်။ဆိုပြင်းရောက်မှဖြစ်တဲ့ဟင်းရည်နဲ့မိဘနှစ်ပါးကတော့တခုခုဆိုရင်သားဖြစ်သူစီမတိုင်ပေမဲ့ချွေးမလေးဆိုပြင်းကိုအကုတ်တကြီးနဲ့လာတိုင်ပေတဲ့ကြောင်းယောက်မအကြီးဆုံးကလည်းပြဿနာဖြစ်ခဲ့ရင်ဆိုပြင်းဘက်ကပဲကာကွယ်ပေးကြောင်းကိုစာရင်ချစ်ဖို့ကောင်းတဲ့ဆက်ဆံရေးလေးကိုအားလုံးကသိအောင်ထုတ်ဖို့ပြောပြခဲ့တာပေါ့။ ဒီမတိုင်ကတော့ပြည်သူတွေကဆိုပြစင်ဟာတမိုင်းမိသားစုတွေမှာတော်ရီတော်သမီးလေးဖြစ်ပြီးတော့မိမာရရဲ့ဖူးဖူးမုံချစ်ခံရတဲ့သူလေးဖြစ်တာကြောင့်တပတ်မိသားစုတွေကဝင်အနိုင်ချင်းခိုင်းစားကြမှာကိုစိုးရင်ကြတာပေါ့ပတ်စံတော်ကအမေဖြစ်သူကိုပေါ်ရပြီးလိမ္မာရှိပြီးတော့တုံးတက်ဖြုံးတက်သူမို့လို့ရောက်ခမအစအနိုင်ချင်းနိုင်မယ်ဆိုရဲတွေ့တွေလွဲကုန်တာပေါ့အခုဆိုရင်ဆိုပြတဲ့ဘက်ကရှင်းပြလာတဲ့အချိန်မှာတော့အထင်းနဲ့မြင်လုံးဝကိုလွဲနေပါတယ်ဒီလိုအထင်းလွဲနေကြတဲ့အတွင်းလေးကလည်းဝမ်းသာစရာအလွဲလေးဖြစ်တာကြောင့်ပရိသတ်တွေကတော့မင်းသမီးလေးဆိုပြစဉ်အရှိရအတွက် ထပ်တူဝမ်းသာနေကြပါပြီ။ဒီဗီဒီယိုလေးကိုဆုံးနေကြည့်ရှုအားပေးခြင်းကြတဲ့ပရိသတ်ကြီးတွေကရောခုတင်ဆက်ပေးသွားတဲ့အကြောင်းနဲ့ပတ်သက်လို့ဘယ်လိုခံစားမိလဲဆိုတာပြောပြပေးသွားကြအောင်ရှင်။နေဝင်းရဲ့တရုတ်ဆောင်ချက်တွေကိုထိုင်းလူမျိုးတွေကြိုက်တွေ့လို့ထိုင်းမှာဒေါ်လာတန်းချီရကအောင်မြင်နေတဲ့မြမရုပ်ရှင်စကားကြီးပြောတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကြီးတွေနိုင်ငံတကာဈေးကွက်မှာအောင်မြင်နေအထူးသဖြင့်အင်းကြီးချင်းနိုင်ငံတွေမှာဝဝွက်ကွဲအောင်မြင်နေဆိုတာမျိုးကမကြားရတာတော်တော်လေးကိုမှကြားနေပေဖြစ်ပါရည်အခုတော့အိမ်မတန်းကောင်းကိုရုပ်ရှင်ဇာတ်ကားကြီးတကားကထွက်လာပါပြီအဲ့ဒါကတော့ပြောတန်ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါရဲ့ရှင်ဟုတ်ပါရည်ဒီပြောတန်ရုပ်ရှင်ဇာတ်ကားကြီးဟာခုချိန်မှာအင်းကြီးချင်းထိုင်းနိုင်ငံမှာဝဝွက်ကွဲအောင်မြင်ပေပြီးတော့ထောင်းလူမျိုးကိုယ်တိုင်ကရင်းကြိုက်တွေ့နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါရည်ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာတာမန်ဇာတ်ကားတွေနဲ့မတူပဲမြမငယ်ချင်းမှုရဲ့တင်းနှလုံးလို့ပြောလို့ရတဲ့ထူးထူးခြားခြားမြမရိုးရာ ကျေးလည်ရှင်ပြွေဝဲခန္ဓာကိုခြေခံပြီးတော့ရှိုက်ကူးထားတဲ့စကားကြီးဖြစ်ပါတယ်။ဒီစကားမှာပါဝင်တဲ့တရုတ်ဆောင်တွေကလည်းတကယ်ထိတ်တန့်လူပညာရှင်တွေကြီးပါပဲ။အဓိကမင်းသားပြင်နေဝင်းကပါဝင်တရုတ်ဆောင်ထားပြီးဒါဟာနေဝင်းတွေတကယ်ကိုမှလုတ်ွက်ပြေးရထားတဲ့စကားလို့ဆိုနိုင်ပါတယ်။အခြားတစ်ဘက်မှာလည်းထိတ်တန့်မင်းသမီးတလဲဖြစ်တဲ့ခင်ဝင်းဝါကလည်းနေဝင်းနဲ့ပြိုင်သူ့ရဲ့အကောင်းဆုံးတရုတ်ဆောင်မှုတွေကိုချပြထားတာတွေ့ရပါတယ်။ဒါပြင်ဝိုင်းရင်တရုတ်ဆောင်ကြီးတွေဖြစ်တဲ့ဥဇော်ဝင်းနိုင် မန်းနေမင်းသမီးကြီးမြို့တနာထွန်းတို့ကလည်းဇလန်းကိုပံပိုးအားပြည့်ထားတာကြောင့်အမှုပညာရတကယ့်ကိုပြောင်ပြောင်းတဲ့ဇကာတကာဖြစ်ခဲ့ပါရီဒါပေမဲ့အန်အောဆရာအကောင်းဆုံးချက်ကဒီလောက်ကောင်းမွန်တဲ့ဇကာပရိသတ်တွေကြားမှာလည်းလူပြောများခဲ့တဲ့ပြောတဲ့ရုပ်ရှင်ဟာမြန်မာနိုင်ငံမှာယုံတင်ပြတာတော့ကစီဝါရေးရာရှုံးပေါ်ခဲ့ပါရီပရိသတ်တွေကြိုက်တွေ့ရလို့ထင်ခဲ့ကြပေမဲ့ဒီကဲတဲ့ယုံနေကိုလာကြည့်တဲ့ပရိသတ်ကထင်ထားအကျဲအများကြီးနေနေခဲ့ပါရီအထူးသဖြင့်ခုခေတ်မြန်မာရုပ်ရှင်လောကမှာယုံတင်ဇကာတွေအရှမ်းများပြားနေတဲ့အတွက် ရောင်းဝင်းဝင်းဝင်းနဲ့စကားကိုပဲရုတ်တင်ခွေးရှက်တိုးပြီးတဲ့စနစ်ဖြစ်နေပါရီ။ရောတဲ့ဟာတနာနေ့မှာဝင်းဝင်းနေနေကောင်းခဲ့ပေမဲ့ရုံဆက်တင်ဖို့တတ်မှတ်ထားတဲ့ငွေပမာဏများခဲ့လို့ရုံဘော်ကနေချက်ချင်းဆင်းပေးလိုက်ရပြီးစီဝါရေးရာကြီးကျယ်နေတာရှုံးနေကြရပါရီ။မြမပြီမှာဒီလိုချင်းနေစုံနေကြုံခဲ့ရပြီးမြေဒီစကားရဲ့ကဲကျမကထိုင်းနိုင်ငံမှာတော့တပြောင်းပြန်ဖြစ်သွားခဲ့ပါရီ။ဒီစကားရေးထုတ်လို့သူတူလေးဖြစ်တယုတ်ဆောင်တူလေးဖြစ်တဲ့ဖြုံငွေဆိုတော့ထိုင်းနိုင်ငံကစီနီကိုခုလိုပဲပြောပြလာပါရီသူပြောတာကပြောတဲ့ကောဘန်ကောက်မှာယုံတင်တော့မြန်မာတွေအရင်အားပေးကြတယ် အထူးသဖြင့်ထိုင်းလူမျိုးတွေတောင်မှပြောတန်ကြည့်ပြီးငိုယိုပြီးရှုံနေတာထွက်လာကြတယ်။ဘာသာပြန်ပြီးတဲ့သူကစကလုံးတီးကြနဲ့လုပေးနေတာအရင်မိုက်တယ်။ဘန်ကောက်မှာအောင်မြင်လို့အခြားမျိုးနယ်တွေပါရှုံခွင့်ပေးကြတယ်။အရင်ချိန်နဲ့ပိုကောင်းနေ။ဘန်ကောက်မြို့ပေါ်မှာဂျုံတင်ပြီးတော့ပထမခြေလှမ်းကိုတီတီမိမိလမ်းနိုင်ခဲ့ပြီလို့ဆိုပါရီ။ထို့လိုသူဖြုံးဝေဆိုရဲ့ပြောချက်အရထိုင်းလူမျိုးတွေဟာဒီဆက်ကားတွေကမင်းသားနေဝင်ရဲ့တရုတ်ဆောင်ချက်တွေကိုအထူးသဖြင့်အကြိုက်တွေ့ကြိုက်နေတတ်ကြတယ်လို့သိရပါရီ။မြန်မာရင်ကျေးမှုရှင်ပြည်ဝဲရဲ့ခန်းစားချက်ကို နေဝင်းနဲ့ခင်းဝါတို့ရဲ့တရုတ်ဆောင်မှုကောင်းမွန်တဲ့ဘာသာပြန်မှုတွေပေါင်းစပ်လိုက်တဲ့အခါထိုင်းပြည်သက်တရဲ့နှလုံးသားကိုထိမှန်သွားခဲ့တာပါ။ဒါကြောင့်လည်းခုဆိုရင်ဒီဇက်ကဟာထိုင်းနိုင်ငံမှာဒေါ်လာတန်းရာချီမြင့်ဆိုးနေရရှိနေပြီဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါရီ။ဒါကြောင့်တော့မြန်မာပြည်သက်ချူဟာထိုင်းတွေကလက်မှတ်ဖို့ဆုံးလို့ငိုကြတာလားဆိုပြီးစောင့်နောက်ကြည့်စေကြတာလည်းရှိပါသေးတယ်။ဒါပေမဲ့ပါပြည်ပြည်မြန်မာပြည်မှာရှုံးပေါ်ခဲ့တဲ့ဇက်ကားတကားကနေဝင်းရဲ့တရုတ်ဆောင်မှုအပါအဝင် မြမရင်ကျေးမှုကိုတိတ်စားပြီးထိုင်းနိုင်ငံရဲ့ဆွေးကမ်းမှာဒီလောက်ကြီးမားတဲ့အောင်မြင်မှုနဲ့ဒေါ်လာတန်းရာချီတဲ့မျက်စုံတွေရနေတာဟာမြမရုပ်ရှင်လောကအတွက်တကယ်ကိုမှကြီးမားတဲ့အောင်ပွဲတစ်ခုပါပဲပရိသတ်ကြီးနေနဲ့ရောကိုနိုင်ငံရဲ့စကားတကားနိုင်ငံခြားမှာအောင်မြင်တဲ့ပေါ်ဘလို့ခန်းစားရပါသလဲပြောတဲ့စကားကိုရောမြမပြည်မှာကြီးရှုခဲ့ကြသေးလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင် ခင်းဝရံနဲ့လက်ထက်ခဏဒီမှာတောင်းပါပျော်စင်ဘွားကိုထိမ့်သိမ့်နိုင်လို့ချီကျူးခံနေရတဲ့ဆိုပြီးတဲ့စဉ်ကိုကိုထိမ့်သိမ့်နိုင်လို့ချီကျူးနေကြတာကဆိုပြီးတဲ့စဉ်မှာမကြခင်ရသပတ်နိုင်ငံအတွင်းမှာလက်ထက်တော်မင်းနိုင်ငံကျော်တယုတ်ဆောင်ဆုံးတဲ့မင်းသမီးလေးဆိုပြီးတဲ့စဉ်နဲ့မင်းသားဟင်းဝရံတို့ရဲ့မင်္ဂလာပွဲရာစာရေကလူပြောများနေကြတာပါတယုတ်ပြည်ဟာရေခဲတောင်ပေါ်တည်သွားပြီးတော့ခန္ဓာကြီးကျယ်တဲ့ pre-wedding တွေရှိုက်ကူးခဲ့တာမင်္ဂလာပွဲကို၆ပွဲတည်တည်ခက်ခဲနာနာကျင်းပမယ်ဆိုတာတွေကြောင့်တနေ့တာကောင်းဆုံးမင်္ဂလာပွဲလို့တောင်မှတင်စားနေကြတာပါ ဂျိုင်မဲခုတကာမှာတော့သူတို့မင်္ဂလာဝေးရဲ့ကြီးကျယ်ခမ်းနားမှုအကြောင်းထက်ပိုပြီးပရိသတ်တွေကြားမှာကြီးကျယ်အံ့ဩချီးကျူးစရာဖြစ်လာတဲ့အကြောင်းညာတစ်ခုပေါ်လာခဲ့ပါရဲ့ရှင်။အဲ့ဒါကတော့မင်းသားဟင်းရဲ့ချစ်သူတန်ချောင်းနှစ်တာအတူတူချစ်ကြိုက်ခဲ့တာတောင်မှအနေထိုင်ပြီးရင်သေးတဲ့လူမြန်မာမင်းကလေးပြည်ပြည်နေထိုင်စင်ကြေးပြီးအပြိုစင်ဘဝကိုတံမိုးထားထင်းသိမ်းထားနိုင်ခဲ့သူဟာသုဘိသစင်မှာဆိုတဲ့အကြောင်းပါပဲ။အားလုံးသိကြတဲ့အတိုင်းခုခေတ်မှာတော့မင်းကလေးတော်တော်များဟာအနေထိုင်မစင်ကြင်ကြတော့ပါဘူး။ဒါကလေးတို့တက်လာတဲ့ခေစနေရဲ့ရိုက်ခတ်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ မိကလေးတွေကကိုချစ်သူကိုယုံကြည်ပြီးအလွဲတကူပုံအပ်တတ်ကြပါရဲ့ဒါရဲ့ဆိုကြိုးတွေကတော့မလို့ခြင်းပဲနဲ့စင်ကယ်မသားတကူတည်းမိခင်တွေဖြစ်လာကြတာနောက်ဆုံးမှာကိုရင်သွေးတွေကိုမမွေးနိုင်မကြွေးနိုင်မစောက်ရှောက်နိုင်မဲတနောင်းစရာကလေးငယ်လေးတွေဖြစ်မင်းသမီးခန်းနေဝေရဲ့ဂီဟာလိုနေရာမျိုးတွေမှာလာရောက်စုပြည့်အနှံ့ကြတာပါပဲဒါပေမဲ့ဒီလိုခေတ်ကြီးထဲမှာမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတူဖြစ်တဲ့ဆိုပြည့်တစင်ကတော့မြန်မာမျိုးသမီးငယ်တွေအတွက်ဆံပြားတရားဖြစ်တည်တည်ငြိမ်နေပြလိုက်တာပါဒီเจ้าရတွေကဘယ်ကနေစပြီးလူသိရှင်ကြဖြစ်လာတာလဲဆိုတော့ ရိသတ်တွေသတိထားမိကြတဲ့အချိန်စုပေးသစင်တို့အုံတွေတရုတ်ပြည်ကိုပရီဝေဒင်းသွားရိုက်တုန်းကသူတို့သမီးရဲ့မိခင်ဖြစ်သူဒေါ်မလာခင်နဲ့တူတူလိုက်ပါသွားကြတာကိုတွေ့ရပါရင်ဒီပေါ်မှာလူတွေကအကြောင်းမသိဘဲနဲ့ဝေဖန်ခဲ့ကြပါရင်ဘာလို့မိခင်ကိုပါတူတူခေါ်သွားရတာလဲကြီးစားနဲ့ခီးသွားတာတောင်မှအမေကပါသေးတယ်ဆိုပြီးစနဝေဖန်ခဲ့ကြပါရင်အဲ့ခါမှာစုပေးသစင်ကမီဒီယာအင်တာဗျူးတစ်ခုမှာဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြေကြားသွားခဲ့ပါရင်သူမပြောတာကတော့သူမနဲ့ဟွေရဲဟာမကြခင်မှာလက်ထက်တော့မှမှန်ပေမယ့်အခုချိန်မှာတရားဝင်ချင်းလင်းမရမမြောက်သေးဘူးဆိုတာပါပဲ ဒါကြောင့်သူမကပြိုစင်တယောက်ဖြစ်တဲ့အတွက်ဘေးခီးပဲသွားသွားနှစ်ယောက်ထဲသွားလာတာတခဲနဲ့နေတာမျိုးဟာမြမရင်ချင်းမှုရမသိတော့ဘူးလို့သူမကယူဆကြောင်းဒါကြောင့်ဘေးသွားသွားအုတ်ထင်းသူအနေနဲ့မိခင်ကြီးကိုအမြဲတမ်းခေါ်သွားတာဖြစ်တယ်လို့ရှင်းပြခဲ့တာပါဒီပြားပရိသတ်တွေကြားထဲကိုရောက်သွားတဲ့နေ့တစ်ပိုင်းနဲ့ရန်ကုန်မှာအန်အောချီကျူးတဲ့နေထွက်ပေါ်လာခဲ့ပါရီချစ်သူတတန်း6နှစ်တောင်မှရှိနေပြီးမကြခင်ရပ်ပိုင်းတွေမှာမင်္ဂလာဆောင်တော့မယ့်အချိန်မှတောင်ဒီလောက်အနေထိုင်ဆင်ခြင်းနဲ့ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတန်မိုးထားရင်သူမရဲ့ပြုမှုလေးကြောင့်ပရိသတ်တွေကအကြီးအကျယ်ချီးကျူးနေကြတာပါ ။ဒါကြောင့်လေဆိုပြီးတစဉ်ကိုမြမမင်းကလေးတွေမှာစံပြအဖြစ်လူတွေကတမတ်လိုက်ကြပါပြီ။ဒီမှာကရုပ်ရည်ချုံမောလာပါရီနမည်ကြီးမင်းသမီးတယောက်ဆိုပေမဲ့အချစ်ရဲရှုပ်ရှုပ်ဒူးတွေမရှိဘဲနဲ့ချစ်သူတက်တန်တခြားလို့မင်းဝင်ရန်တယောက်တည်းကသာသစ္စာရှိရှိချစ်ခဲ့ပြီးတော့အခုရင်းဝင်ရန်တယောက်တည်းကသာလက်ထက်တော်မင်းစံပြမင်းကလေးတယောက်ဖြစ်တယ်လို့ချီးကျူးနေကြပါရဲ့ရှင်။ပရိသတ်ကျူရဲ့မြင်ကရောဘလို့ရှိပါလဲ။လက်ထက်ကန်ဒီစုံလွဲတွဲအနေနဲ့စုပိသိစင်တို့လိုမြမရင်ကျေးမှုများတရားဝင်လက်မထက်သေးသမျှအထည်အတွေ့အနေတိုင်းစီကျင်သင့်နေဆိုတဲ့ယူဆကိုထောက်ခံပါသလား ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်ကထိန်လိုမှာတင်းထောင်လေးရာကျော်တန်းကားကြီးဟာထဲသွင်းလူတန်းခဲ့တဲ့အောင်ပန်းမျိုးကလင်းရိုးရက်ွယ်အလုံးမဲမိင်္ဂလာပါသက်ဆက်လေးဝေဒီနျူပေးကနေပြန်လေးကကြိုဆိုလိုက်ပါရီအခုကာလမှာကထိန်လူတွေကိုကျင်းပနေပေးဖြစ်ပြီးပရိသပင်တွေကိုပို့ပြီးပြေဆောင်အောင်လူတန်းနေကြပါရီကထိန်လူတွေဂျိုဒီစီစဉ်ထားကြတဲ့သူတွေထဲမှာအောင်ပန်းမျိုး လက်ရုပ်ရက်ကွက်ကပရိသာပင်ကတော့ထူချနေပါရီပရိသာပင်မှာဘုံကြီးချောင်းအတွက်လိုအပ်မဲ့ပစ္စည်းတွေငွေသားတွေကိုလူတန်းလေးရှိကြပေမဲ့လက်ရုပ်ရက်ကွက်ကတော့တိန်1410တန်မိုးရှိတဲ့ပေါ်ကားကြီးတွေပါထည့်ပြီးတော့လူတန်းခဲ့တာပါကားကြီးကိုပို့ပြီးတော့ကြီးတဲ့ကားကြီးပေါ်မှာတင်ပြီးတော့ပရိသာပင်လှည့်ခဲ့ပါရီဒီကားကြီးကိုတော့လက်ရုပ်စာတင်တိုက်ကဆရာတော်ထံလူတန်းတာဖြစ်ပြီးရက်ကွက်သူရက်ကွက်သားတွေရဲ့လူတန်းရရောပေါ်ကတော့တကယ့်ကိုလေးစားစရာပါပဲဘဘုတ်ကို3400ကျော်တန်ကားကြီးကိုလူနိုင်တဲ့အထိလဲရက်ကွက်သူရက်ကွက်သားတွေစီဝိုင်းရေးကောင်းမွန်ကြပါရီ ကားကြီးတစ်စီးတည်းပဲလူတန်းတာမို့ပဲနဲ့ခြားသောပရိသေဘင်းတွေလည်းပါဝင်ပါသေးတယ်။ပရိသေဘင်းတွေနဲ့လှည့်တဲ့ချိန်မှာလည်းအတန်ကျဲကြီးတွေမကွင်မဲနဲ့ရှမ်းအိုးစီလောက်နဲ့ပဲလှည့်လေတာဖြစ်လို့ဒီရက်ကွက်ရဲ့စီလုံးမှုကိုချီးကျူးနေကြပါရယ်။လင်းယုစာတင်တိုင်းဆရာတော်မဟာခန္ဓဝါစာခဖန္တီတာဘွိတစိတ်တော်ရရင်ဆရာတော်ကြီးဖြစ်ပြီးသာသနာအကျိုးတွေမှာလည်းပါဝင်ခဲ့ပါရယ်။ဆရာတော်ကတက္ကသိုလ်မတွေလေးစားရလောက်တဲ့အနေထားရှိသူဖြစ်ပြီးဒီနေ့ရဲ့ကထင်ပွဲမှာထူးထူးခြားခြားလေးဖြစ်အောင်စီစဉ်ခဲ့တာပါ။ဒါကြောင့်လေလေယိုးရက်ွက်မှာနေထိုင်သူတွေကဆရာတော်ကို 3400ကျော်တန်ကားကြီးကိုပါထည့်လူခဲ့ပါရီကားလိုပါဝင်ခြားပရိသားပင်တွေလည်းပါဝင်သေးတာကြောင့်လဲရိုးရက်ွက်ကထင်လူကတော့စုစုပေါင်း3000ကျော်ပြီးတော့ရှိပါရီလွန်ခဲ့တဲ့ရက်ကတော့လဲရိုးရက်ွက်ကပရိသားပင်လှည့်လည်ခဲ့ပြီးကားကြီးတစ်စီးလုံးတောင်မှပါဝင်လို့မြင်ရသူတွေကအံ့ဩကြပါရီအခြားရက်ွက်တရားလည်းအလူတန်းရရောကြပြီးလဲရိုးရက်ွက်ကတော့ခြားသူတွေနဲ့မတူဘဲနဲ့ထူးထူးခြားခြားကားကြီးတွေကိုပါထည့်လူတာပါကားဒီစီလုံးလိုပဲမလိုင်စင်ရောပါရလားဆိုပြီးသိကျင်နေကြတဲ့သူတွေလည်းရှိပါသေးတယ်။ဒီကားလိုင်စင်လည်းပါဝင်ပြီးသားဖြစ်တဲ့ပြင ဒဂါတွေကစားစာရအစီစဉ်ပေးထားပါရည်ဒီနေ့ပတ်လုံးမှာရိုးတသားလှုပ်လှုပ်ပြီးတဲ့နောက်မှာကထင်ပွဲကိုရောက်ရင်လေကျောင်းအတွက်ကျိုးရှိစေမယ့်အရာတွေကိုလူလေးရှိကြပါရည်ကာကြီးဟိုတောင်မှာထဲလူနိုင်လို့မြင်ရသူတွေကလည်းဒီအလူကြီးကိုလှုပ်ချင်စိတ်နဲ့ဖြစ်လာကြပြီးဒါကလည်းတရက်ကလုံးကညညွတ်တာကြောင့်ဖြစ်ပါရည်ဘဘုတ်ကိုကာကြီးတစီလုံးလူနိုင်လို့ရက်ွက်သူရက်ွက်သားတွေရဲ့စေတနာကိုတာရုခေါ်ကြသလိုတပတ်မှလည်းဝေဖန်မှုတွေကရှိနေမြဲဖြစ်ပါရည် ဘဘုံနေကားကဆက်ဆက်ဆရာမရှိလို့ကားကိုမလူတင်ကြောင်းပြောနေကြသလိုဒါရီယာပကာတနာရီပါဆိုပြီးတော့ဝေဖန်ကြပါရီပြေးပြီးသားအိုးတွေကိုမဖြည့်တင်ကြောင်းပြောရုံမကပဲအခြားနေရာတွေမှာလူလိုက်ပါလားဆိုပြီးတော့အလူကိုဆွဲဖက်သူတွေလည်းရှိကြပါရီအောင်မဲမျိုးဟာအရှင်ကလေးကပရိသတ်ဘင်းတွေကိုအခြားမျိုးတွေနဲ့မတူအောင်လူတန်းလေးရှိကြပေအခုလည်းဘသူမှမစင်စားမိတဲ့ကားကြီးကိုပါထည့်လူလိုက်ကြတာပါဆရာထက်တဲ့နဲ့နေရာမှာပဲလူလေးရှိတာကြောင့်ကားလူတာကောင်းနေဆိုတဲ့သူတွေနဲ့ကားလူတင်မှုဆိုတဲ့သူတွေကလည်းအမြင်နဲ့မတူညီကြပါဘူး အဝဲမျိုးကလက်ရိုးရက်ွက်ရဲ့အလူကထင်ကတော့နမဲကြီးနေပြီဖြစ်ပြီးလွန်ခဲ့တဲ့နှစ်တွေမှာလည်းတန်မိုးကြီးပစ္စည်းတွေကိုလူတန်းခဲ့ပူပါရီလက်ရိုးရက်ွက်ကထင်မှာစာတင်တိုက်ကဖုံဖုံကို3400ကျော်တန်ကားကြီးကိုလူတန်းခဲ့တဲ့ဒီအလူပေါ်မှာဘယ်လိုမျိုးမြင်မိပါသလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်